အခုသူတွေ့တာလောကသားတွေအားလုံးလူသားတွေအားလုံးစိုးရင်ကိုယ်ပန်းထိတ်လန့်ငိုကြွေးနေရတယ်။အဲ့ဒီစိုးရင်ကိုယ်ပန်းထိတ်လန့်ငိုကြွေးနေရတဲ့အကြောင်းတရားပါတော့။အဲ့ဒီအကြောင်းတရားကိုသိရင်ဘာလို့မှာလဲ။အဲ့ဒီအကြောင်းချုပ်ရောက်သွားမှာ။အကြောင်းမသိဘဲနဲ့အကြောင်းချုပ်ရောက်သွားနေမှာ။ယောဂီတို့လည်းမှတ်ထားပါ။ကိုယ်ဆွဲကိုယ်မသိဘဲနဲ့ကိုယ်ဆွဲဘယ်တော့မှဖြုတ်လို့မရဘူး။ကိုယ်ဆွဲကိုယ်ပြီးမှချုပ်လို့ရတာ။အာရှုရရှုပြုတ်သွားလိုက်မယ်။အချိန်တန်ပြုတ်သွားလိုက်မယ်။အချိန်တန်ရောက်သွားလိုက်မယ်။ရလား။ ဘယ်တော့မှမရဘူးအဇီဝရဟန်းကိုတွေ့တယ်သူရှုပ်ထွေးနေတဲ့စိတ်ကဘလို့မျိုးပုံတရနဲ့သွားရမယ်ဆိုရှုပ်ထွေးနေတဲ့အချိန်မှာတွေ့လိုက်တာမဟုတ်လားဒီလိုစနစ်ကကောင်းတယ်အင်းရှင်းမှသွားပြီးတော့ရုပ်ပြီးတော့တောင်းချလိုက်ဘိုးကနင်းနေနေနေဆိုလို့ရှိရင်တပိုက်စာတော့ရမှာဒီစောင့်နေရေးဒုက္ခငြိမ်းသွားပြီဆိုလို့ရှိရင်ကိုတိကျနေတဲ့အကျင့်ကိုအချိန်ယူပြီးကျင့်လို့ရတယ်အဲ့လိုရုပ်လို့အချိန်လည်းမပါဘူးဟုတ်ကိုယ်ပိုင်ပစ္စည်းလည်းမရှိဘူးစားမှခွက်နဲ့အချက်လုံးအောင်သင်္ကန်းမဲ့ပါ ဒါကိုပိုင်မဲ့လို့သူပိုင်တာပါလေအယူဆ။ तू तू စဉ်းစားနေတာပါတော့အယူဆအဲ့ဒီယူဆပါတော့ဆင်းရဲလို့ရမှတ်ထားပါပါတော့ဆင်းရဲလို့ရဆင်းရဲလို့ရရုပ်ကဒါကြောင့်မဟုတ်ဦးစင်းမေးတာတော့မထွက်အောင်ဘာလို့တားလို့ရမလဲလို့မေးတာအဲ့ဒါရလားရပါဘူးခင်ဗျာတော်တော်ကိုယူဆခိုင်းပါတယ်ရုပ်ကတိတ္တမင်းသားရဲ့ဖြစ်စဉ်ဟာဦးစင်းတော့ရုပ်ကအဲ့မင်းသားဘဝတွေကတော်တော်ကြီးညို့တယ် ဒီတမန်နဲ့မလွတ်နိုင်တဲ့စွန့်လွတ်ခြင်းတွေအတိုင်းထုတ်သွားတယ်။အဲဒါကြောင့်ယောဂီတို့ကအဲ့ဒီလောင်းတော်ဘောဟာတဲကကြီးညိုစရာကောင်းတဲ့ဒီအချက်တွေကိုသိလို့ရှိရင်သူ့ပြားကိုလောက်တော့ဝိသေကိစ္စဖြစ်စရာအကြောင်းမရှိတော့ဘူး။လောကခိုင်မှာရောက်မှာ။ဒီလိုလူမျိုးဟာဒီလိုမဟာလူပါဟာဦးဇင်းတို့ရဲ့ကောင်းဆောင်။ချွတ်ချက်မရှိဘူး။သူ့ပြားကိုရောက်တော့ဆက်တကတက်စရာအကြောင်းမရှိဘူး။ပြင်းပြန်လည်းမလို့။ဒါကြောင့်မလို့လည်းရောက်တော့ဒီပုံကံကိုယူလိုက်တယ်။ကိုယ့်အတွက်ရောက်တော့ ကိုယ်ရင်မှန်းချက်အတွက်အလုံးတက်မယ်ဆိုလို့ရှင်မမနာမထားဘူးသူများရဟန်းရဲ့ဘုဖန္တရာလည်းယူတယ်ဦးဇင်းတော့ဟိုဥပုပ်ဆောင်နေတာဟိမေပြမနာမှာဆောင်တဲ့ဥပုပ်ဟိုဆောင်တာဒါပေမဲ့အကျိုးများတဲ့အတွက်ကြောင့်မျက်စက်ပြားရှင်ခွင့်ပြုခဲ့တယ်မဟုတ်လားဒါဆိုလို့ရှင်သူများရဲ့ဝါဒပဲသူများရဲ့အယူဆပဲယူလို့ရှင်ငါတို့တိတ်ခါကြတယ်အဲ့လိုသဘောရှိလားအဓိကရုပ်တော့စီရင်ကင်းဖို့အကျိုးရှိဖို့ရှင်းရှင်းလေးပဲစီရင်ကင်းမယ်အကျိုးရှိမယ်ဆိုလို့ရှိရင်ယူတယ် ်စီးရဲမကင်းဘူးအကျိုးမရှိဘူးဆိုလို့ရှိရင်ဘွားပါ